တက်ဖြတ်ချင်းနေပေမှာအကိုကြီးချင်းရွှေရသုံးတော်ငားမြင်ခဲ့တယ်။အဲ့ဒါမီးတောင်ပောက်ကွဲတာနဲ့အရန်ဝဆင်တူတယ်။ဝင်လင်းကမီးမူလာဆွိုင်းကိုဆုပ်ယူရင်ခန်းသားတဲ့မီးတောင်ကိုကြည့်ကစဉ်းစားနေပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုပ်ကြပါလေ။ဝင်လင်းရဲ့ညာဘက်မှာမင်းနဲ့တဲ့နဂါးတွေဖုံးကွက်ထားတဲ့မင်းနဲ့နေရဲ့ဝေးုံတဲ့လူကလည်းမီးတောင်ထဲကိုမဝင်ဘဲထိုင်ချလိုက်ပြီးသူ့ရဲ့ဘယ်လက်ကိုအကွဲကြောင်းတွေရချွေတွေကိုထည့်လိုက်ပါတယ်။ဝင်လင်းလို့ပဲသူကမီးထဲရမူလာဆွိုင်းကိုစုပ်နေပါတယ်။ သူကဝင်လင်းကိုရန်ဖန်ရန်ခါကြောင်ရုံမှုနဲ့ရန်လိုမှုပါဝင်တဲ့မျိုးလုံးနေနဲ့ကြိလိုက်ပါတယ်။တောင်မန်နီငှက်ငါတောင်မန်နီငှက်ကိုမျိုးချလိုက်ရင်ငါရဲ့မိတော့နကဒူရီယာအချိန်ကိုနိုးထနိုင်မလား။ကောင်းကင်ဧကရေရဲ့ကိုခုနှစ်လောက်မှမီးမူလာစွန်းရင်ကအလွန်အမထူထပ်နေပါတယ်။အထူးသဖြင့်ချော်ရီထဲမှာပုံအောင်မများနေပါတယ်။ဝလင်းကမီးမူလာစွန်းရဲ့အမြောက်အများကိုစုပ်လိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးမူလာဝဉ္ညို့ကိုဝင်းရန်ကမီးမူလာစွန်းရင်နဲ့လိုင်ယွန်ကြီးထွေဖြစ်အောင်ပြပြင်ပေးလိုက်ပါတယ်။ဝလင်းရဲ့စိတ်ထဲမှာအလွန်အမတရတရရှိတဲ့ခံစားချက်တစ်ခုကလည်းပေါ်လာပါတယ်။ 6လမှာစေးလုံးတွေအများကြီးကိုစားသုံးခဲ့ပြီးဒိုင်ယာရီယာအနေနဲ့တက်တက်လာပြီးမြဲလုံးဝတော့မပြောက်သေးပါဘူး အခုထိတ်မှမိမူလာစွမ်းအင်ကိုဆုပ်ယူတဲ့အခါဒိုင်ယာရီယာပြန်ကောင်းလာပါတယ်နှိကွေးမိမဲဝင်လင်းကိုမျောလင်းချက်ပေးပါတယ်သူကရင်လူအများစုကမိတော့ရဲ့အတွင်ပိုင်းကိုဝင်ရောက်သွားကြပြီဖြစ်လို့ဝင်လင်းကတပြင်းကိုချလိုက်ပါတယ်တလားကြတဲ့ဒိုင်ယာကူတာချိန်အတွင်ဝန်ဝေကိုအစင်းခုနှစ်ကောင်းရဲ့အစိပ်ပြေနီလန်အကြောင်းမိမြန်ခဲ့ပါတယ်သူကရင်ကောင်းကြီးဘုံနေမီမှာဝန်ဝေနဲ့ဟူဂျန်တို့ကအစိပ်နဲ့တိတ်ပြီးတော့မထီတွေ့ခဲ့ပါဘူးအစင်းခုနှစ်ကောင်းရဲ့အစိပ်အကြောင်းအကြဘူးပြီးအနေငယ်သိရှိပေမဲ့အသေးစိတ်ကိုတော့မသိကြပါဘူးနောက်ဆုံးမှတော့စစ်ထူနယ်ရဲ့အစိပ်ကိုကူတာဖို့အတွက်မျောလင်းချက်ကိုကောင်းရဲ့အကြေချင်းလင်း ်ဒါမှမဟုတ်ချင်းရွှန့်အပေါ်မှာပဲပုံဝဲရတော့မှာပါခုနှစ်လမှာသူကအကြာကြီးမနေနိုင်ဘူးဆိုတာကိုတီးတဲ့ဝင်လင်းကအသက်ကိုပြပင်းရှူသွင်းလိုက်ပြီးခန္ဓာကိုယ်ထဲကမူလဆွေရင်းကိုပုံမှန်မြန်ဆန်စွာနဲ့လှုပ်ရှားသွားစေပါလေပို့ပြီးတော့အကောင်နဲ့ဆုပ်ယူအားတစ်ခုကသူ့ရဲ့လက်ကနေထွက်လာပြီး မိမူလာဆွမ်းကိုပုံမိုပြီးတော့ဆုပ်ယူပြီးရဲ့နောက်လက်ကိုပြန်ဝင်တင်လိုက်ပါတယ်ပြီးတော့ဝင်လင်းကခုန်တက်ပြီးမိတောင်ထက်ရနေဝင်ရောက်သွားပါတယ်ဝင်လင်းကထွက်သွားတဲ့အချိန်မှာမင်းနန်းနေတဲ့ဝေယုံတဲ့လူကလည်းထွက်သွားပြီးအချားလန်းနေမိတောင်ထဲကိုဥတီသွားပါတယ်မင်းနန်းနေတဲ့ဝေယုံတဲ့လူကလည်းသူ့လိုပဲမိမူလာဆွမ်းကိုဆုပ်ယူနိုင်နေဆိုတာဝင်လင်းကသတိထားမိပါတယ်ထိုလူရဲ့မြခုံးတစ်ခုချားမှလည်းအမှတ်သားတစ်ခုရှိရာကြောင့်ဝင်လင်းကသတိထားလိုက်ပါတယ်ဝင်လင်းကရံမြမြမလှုပ်ရှားပဲညင်သာတဲ့လေပြေးလို့တဖြည်းဖြည်းနဲ့တက်သွားပါတယ်တဖြည်းဖြည်းနဲ့မိတောင်ထဲကိုရောက်ရှိလာပါတယ်မိတောင်ထဲမှာကြီးမားတဲ့အပေါဝါတစ်ခု ဝရှိပြီးအထဲရနေမဲနဲ့ထူထားတဲ့မြူခိုးတွေဟာဖြည်းဖြည်းချင်းပြန့်နှံ့လာပါတယ်မြန်မာရဲ့အပူချိန်ကပြင်းထန်နေပါတယ်မီတောင်ဝါနာကကြော်တုံးနေရအောင်နေရနေပါတယ်အရန်အုံးမှာထိတ်လန့်ဖွေရကောင်းပါတယ်မီတောင်ဝါနာကနေရနေတဲ့ကြော်တုံးနေရအပေါ်မှာဝင်လင်းရဲ့မျက်နှာအမူအရခက်ပြပြပါပဲအပူချိန်မြန်မာတာသူ့ကိုဘာမှမထိခိုက်စေပါဘူးအော်ငုတ်ကြည့်လိုက်တော့ မီးတောင်ဝါရဲ့အတွင်ပိုင်းကိုမီးရဲအနေနဲ့ဖုံးထုတ်ထားပြီးတခါတည်းမှာအပြင်ဝင်ထွက်လာတတဲ့မှိုင်မဲမဲမြူခိုးတွေကိုသာမြင်ရပါတယ်ဝယ်လင်းကတွေ့မနေပဲကြဲကြွေတစင်းလို့မီးတောင်ဝါစီကိုဝင်ရောက်သွားပါတယ်ဝင်ရောက်သွားတဲ့အချိန်မှာဝယ်လင်းရဲ့နှဖျားယုံကသူ့ရဲ့ပတ်ဝန်းကျင်ကိုပြန့်နှံ့သွားပါတယ်မီးတောင်အတွင်ပိုင်းအနေထွက်လာတဲ့မြူခိုးတွေကလည်းရုတ်တရက်ပြက်ကွက်သွားပါတယ်အပူလိုင်းတွေကသူ့စီကိုတိုးဝင်လာပါတယ်အပူချိန်တွေကသူ့နောက်ကိုရောက်လာတဲ့အခါကိုသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကချွေးပေါက်အလုံးကပွင့်လာပြီးအပူချိန်တွေကမိမှုလာဆိုင်ကိုဆုပ်ယူလိုက်ပါတယ်ဝယ်လင်းရဲ့မျက်လုံးတွေကထူးဆန်းတဲ့အလင်းနှမ်းတွေထွက်လာပြီးပူပူပြီးတော့နိမ့် မြုပ်သွားပါတယ်သူနောက်မှာမဲနှက်နေတဲ့ဝဲယုံတဲ့လူကလည်းစဉ်သက်လာပေမဲ့အတိုင်းတတစ်ခုထိပဲလိုက်လာပါတယ်ဝင်လင်းရဲ့တဖက်လူစိတ်ကိုမနှုတ်ဆွချင်လို့အရန်အောင်မှနီနီကဲမလိုက်လာပါဘူး မဲနန်းနီတဲ့ဝေယုန်တဲ့လူကဝင်လင်းကအလွယ်တကူနဲ့ကင်ပယ်လို့မရဘူးဆိုတာသူကသိထားပါတယ်ဝင်လင်းကပြတ်သားပြီးတော့ရက်ဆက်ချန်ချုပ်ပေမဲ့လိမ္မာပါနေပါတယ်အကြီးကဲဖွိုင်းလို့လူပန်းအောင်အချိန်ချင်းအခက်ခဲတွေကြုံတွေ့ရပြီးကျင့်ကြံမှုအစဉ်အားချက်ဆင်းသွားခဲ့ရပါတယ်အခြားလူတွေသာဝင်လင်းနေရာမှာဆိုရင်အင်အားကြီးတဲ့သူတွေကြားရက်တီဘူကခက်ခဲမှာပါသူကအခြားလူတွေရဲ့ဖီးယားကိုအုံချပြီးရန်သူကိုနှိမ်နေနိုင်ပါတယ်အကြီးကဲဖွိုင်းအောင်တော့အခက်ခဲကြုံတွေ့စေခဲ့ပါတယ်ထို့ကြောင့်တွေးပြီးတော့မဲနန်းနီတဲ့ဝေယုန်တဲ့လူကပို့ပြီးတော့ထိုင်လန့်သွားပါတယ်အထူးသဖြင့်ဝင်လင်းရဲ့အကြီးနဲ့ပထမထပ်ကထွက်မသွားခင်မှာပြောခဲ့တဲ့ မာနကြီးတဲ့စကားကိုပြန်ပြီးတော့သတိရမိသွားပါတယ်အကြီးကဲဘွားရောအနိုင်ယူပြီးရဲ့နောက်ဝလင်ရဲ့အရှိန်အဝါကိုမဲနှန်းနေတဲ့ဝေးုံတဲ့လူကမေးလို့မရပါဘူးဒါအပြင်ထိုနေရာမိမှုလာဆွေးင်းတွေကိုသူကဆွေးဥနိုင်ပေမဲ့ကဘာပေါ်ကမိအားလုံးကိုထိန်ချုံနိုင်တယ်တောင်ပိုင်းကြီးငှက်လောက်တော့မတက်နိုင်ပါဘူးဒီလူကိုဝါမျိုးပြစ်ချင်တယ်ဒါပေမဲ့ခတ်တယ်တကယ်ကိုခက်ခဲလို့နေ မင်းနန်းနီတဲ့ဝေးုံနယ်လူကတယောက်တည်းရေဦးလိုက်ပါတယ်ဝလင်းကတော့မင်းနန်းနီတဲ့ဝေးုံနယ်လူကရှုပ်ထွေးတဲ့အတွေ့ကိုမသိပါဘူးသူစီကိုတွန်းဝင်လာတဲ့အပူလိုင်းကိုအစမပြတ်ဆုပ်ယူရင်ပုံမြန်ဆန်စွာနဲ့ရွေလျားနေပါတယ်နတ်ဆိုင်လေးလေးအပူရှင်ကပိုပြင်းထန်နေပါပုံဝင်ချင်းမှာကြောက်တုံးနဲ့အကွဲချောင်းတွေမီးမတွန်းနိုင်အောင်ရှိပြီးအနီရောင်မိုးတော့ပဲအနေအောင်တန်းနေပါတယ်မီးစိတ်ကလည်းပိုပြီးတော့ပြင်းထန်လာပြီဆိုတော့ပြတာပါထုံနေရာကနေရန်တွေကချုံမြင့်ချင်းမရှိပဲကြောက်တုံးနေရာထွက်နေတတ်ပါတယ်ဝလင်းရဲ့ခန္ဓာကိုယ်ကမိတုံမိတုံလုံးရင်ထွက်နေတဲ့ကြောက်တုံးပုံကိုစဉ်းစားလိုက်ပါတယ်ကြောက်တုံးကအနေအောင်တန်းနေပြီမင်းနန်းနီတဲ့အမှုမြောင်းကိုထွက်လို့နေပါ ပါတယ်ဝင်လင်းကကြောက်တုံးပေါ်ကိုရက်လိုက်တာနဲ့ကြောက်စရစ်ခဲတွေကကွာကြပြီးမီးတောင်ထဲကိုနစ်မြုပ်သွားပါတယ်ဆင်းသက်လိုက်တာနဲ့ဝင်လင်းကရုတ်တရက်အသက်ရှူသွင်းလိုက်ပြီးအောက်ကအပူလိုင်းတွေအလုံးသူ့ရဲ့ပါဇက်တွေကိုဆုပ်ယူလိုက်ပါတယ်ဝင်လင်းကမီးရန်ပင်လယ်ကိုစားသုံးနေသလိုပဲအပူချိန်တွေကမီးရန်အနစ်တွေအဖြစ်ပြောင်းလဲပြီးဝင်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်ပြီးတော့ခြေတလန်းနောက်ဆုပ်လိုက်တော့မျက်နှာကညည်းသွားပြီးမယ်မျက်လုံးနေရာအလုံးအမတောက်ပါနေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွမ်းရင်ကယူသွစွာနဲ့လှူရှားပြီးမီးမူလဆွမ်းရင်ကိုဆက်လက်ခြေဖြတ်လိုက်ပါတယ်9မိနစ်အကြာမှာဝင်လင်းကမော့ကြည့်လိုက်ပြီးအိဆက်စွာနဲ့ ခေါင်းရှုပ်ကမီးတောင်ထဲကိုပုံမှန်ဆိုင်စွာဆင်းသက်သွားပါတယ်။ဝင်လင်းကထွက်သွားရတဲ့မင်းနဲ့နေတဲ့ဝေးဦးနယ်လူကထိုးကြောက်တုံးပေါ်ကိုဆင်းသက်လာပါတယ်။သူ့ရဲ့မျက်လုံးလေးမှာထိတ်လန့်မှုရင်းအောင်ကိုလည်းတွေ့ရပါတယ်။မီးမူလာဆွင်းကိုဒီလိုဝါမျိုးတယ်။အဲ့လူကယူနေရပဲ။မီးမူလာဆွင်းကအရောမှာပြင်းထန်တယ်။မင်းနဲ့နေတဲ့ဝေးဦးနယ်လူကသူ့လိုမဝါမျိုးရဲဘူးဆိုတာသိပါတယ်။သူကလမ်းညွန်ပေးသလိုပဲဆွေးရုံပဲလုံနိုင်ပါတယ်။ ဝင်လင်းကပုံမမျက်စံစွာနဲ့ရွှေလျားလာပါတယ်။မကြိုက်ခင်မှာပဲမီးတောင်ရဲ့အောက်ခြေကိုရောက်ရှိလာပါတယ်။အောက်ကအပူလိုင်းနဲ့မြူခိုးလေးကိုဖောက်ထွင်းကြည့်ပြီးအောက်ကအရာအလုံးကိုမြင်နိုင်ပါတယ်။မီးတောင်အောက်ခြေမှာအနေရောတန်းနေတဲ့ချော်ရီတွေကပြင်းထန်နေပါတယ်။ချော်ရီပင်လယ်လိုပါပဲ။တခါတရံမှာဘူပေါင်းနေရပေါ်လာပြီးပောက်ကွဲသွားတဲ့အခါပြင်းထန်တဲ့အပူလိုင်းတစ်ခုကမီးတောင်ထဲကိုတွန်းဝင်လာပါတယ်။မဲနေတဲ့မြူခိုးတွေကအပူလိုင်းနဲ့အတူအပေါ်ကိုတွန်းတင်လာပါတယ်။ချော်ရီပင်လယ်ပေါ်ကမီးတောင်နေရာနေသားမှာနန်းတော်တစ်ခုကညံ့နေပါတယ်။ထုံနန်းတော်ကအရင်၆ထပ်ကနန်းတော်ကိုဝင်ရောက်ဖို့တုံးတဲ့တကားဝါနဲ့တပုံနေပါပဲ။ဒူဝါရင်ယခု ိတ်မှာတကားပိတ်ထားပြီးရှုပ်ထွေးတဲ့စကလုံးတစ်လုံးကအနေရောင်သွေးနဲ့ရေးဆွဲထားပါတယ်ထုတ်ခမ်းထားတဲ့စကလုံးကတတူးလို့ပါပဲကြီးလိုက်တာနဲ့ယူသွဲခန်းစားချက်ကိုပေးဆွနိုင်တယ်လို့ကဘာကြီးကိုဇောက်ထိုးလန့်ပြီးကောင်းကင်ကိုဖြောင်းမြတ်လှန်နိုင်တယ်လို့ပါပဲဝယ်လင်းကထိုးစကလုံးကိုမြင်လိုက်တာနဲ့မျိုးလုံးနဲ့ယူတရဲ့ချင်းမြောင်းသွားပါတယ်ထိုးစကလုံးကိုသူကမှတ်မိပါတယ်ထိုးရာရှီအောင်နှဖျားရဲ့မျိုးနဲ့စုဘာသာစကားပါရှီအောင်နှဆိုးနဲ့ရှီအောင်နှဆိုးမျိုးနဲ့စုရဲ့ဘာသာစကားလည်းဖြစ်ပါတယ် နဆိုးနဆိုးဆိုတဲ့စကားလုံးပဲယခုထိတ်မှနန်းဆောင်ရဲ့အပြင်ဘက်မှာဝမ်ဝေဟူကျွမ်းဘီလိုတို့ကအဖွဲတစ်ဖွဲဖွဲ့ပြီးအလုံးစုံမြင်ရှိသူနဲ့အဖွဲကတစ်ဖွဲဖွဲကလီထဲမှာရင်းနေပြီးနန်းတော်တကားကိုစိုက်ကြည့်နေပါလေလင်းထျန်းဟိုးဘူတိပေါ်ကအဖိုးကြီးနဲ့လှပတဲ့အမျိုးသမီးရာနီးပညာတွေကိုတုံးပြီးတကားကိုအစမပြတ်တိုက်ခိုက်နေကြပါလေဒူဝါရင်အပူရှင်ကြောက်တိုက်ခိုက်မှုရဲ့အတန်ဒီရပြတ်တောင်းပြတ်တောင်းဖြစ်နေပါလေအတန်ဒီရအဝေးကိုမရောက်နိုင်ပါဘူးဝလင်းရရောက်လာတာကိုအကြီးကဲဘွားရမုတ်ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေမှာတစ်ဖက်လူတွေစိတ်ကိုတွေးရပါလေဒူဝါရင်အမြဲပဲနှိမ်နေလိုက်ပါလေ ဝလင်းကဝင်ဝင်နဲ့ဟူကြံရဲ့ဘေးကိုယူလျောက်သွားပါတယ်။တကားကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်ပါတယ်။ထိုးချိန်မှာလင်ထန်းကဟင်းယုံလိုက်ပြီးသူ့နောက်ကမူလာဓာလီလက်ကတကားကိုဝန်တိုက်လိုက်ပါတယ်။တကားဘောကနဆိုးဆိုးတဲ့သကလုံးကပြင်းထန်စွာနဲ့တောက်ပလာပြီးပဲပျက်စီးသွားတဲ့လက္ခဏာကိုတော့မတွေ့ရပါဘူး။ရှစ်လွှာမျက်ကိုဝင်မိုးတစ်စိတ်ကိုမဖွင့်နိုင်ဘူး။ လင်ထျန်းဟုကအစ်ဆက်ဆောင်နဲ့နှခေါင်းရှုပ်ပြီးနောက်ဆုတ်သွားပါတယ်။လှပတဲ့အမျိုးသမီးနဲ့ဘူတိဘောကအဖိုးကြီးရလဲခေါင်းဟပြီးတော့လက်လျှော့လိုက်ကြပါတယ်။ဝန်ဝင်နဲ့ဟူကျွမ်းကလည်းမျက်မှောက်ကျုပ်လိုက်ပါတယ်။သူတို့ကလည်းအရင်ကကြိုးစားခဲ့ပြီးမဖြက်စီးနိုင်ခဲ့ပါဘူး။ထိုတစေးရရှိနေရင်နန်းတော်ထဲကိုမဝင်နိုင်ပါဘူး။ဝယ်လင်ကနန်းတော်ဘောကနဆိုးဆိုးတဲ့စကလုံးကိုစိုက်ကြည့်နေပါတယ်။ထိုနေရာမှာအသက်ကြီးပြီးအတွင်းကျုံရင်ကျက်တဲ့မကောင်းဆိုးအိုကြီးကျဉ်းကျဉ်းသူတွေပဲရှိနေတာကြောင့်သူကဘာမှလုပ်စရာမလိုဘူးဆိုတော့ဝယ်လင်ကသိပါတယ်။မဝေးတဲ့ကြောက်တုံးတစ်ခုပေါ်မှာထိုင်ချပြီးမျက်လုံးမိတ်ကကျဉ်းကျက်နေလိုက်ပါတယ်။ကျဉ်းကျက်နေပေမဲ့လည်းဒရင်းနဲ့ပဲရှိနေပါတယ်။မဝေးတဲ့တနေရာမှာပန်းရောင် ဝင်းုံနဲ့အမျိုးသမီးအားဝင်လင်းထက်အနေငယ်နေတဲ့ကြောက်တုံးပေါ်မှာရင်းနေပါတယ်နှင်းပွင့်နေရသူ့ကိုဝင်းရံထားပြီးအပူချိန်မြင်မာတော့ကိုခုခတ်နေပါတယ်သူ့ချိတ်အောင်ကကြောက်တုံးတော့ရေခဲဖြစ်တော့မဲ့အနေထားကိုပြသနေပါတယ်အချိန်ကတဖြည်းဖြည်းနဲ့ကောဆုံးသွားပါတယ်ဝင်းလင်းနောက်ကမင်းနဲ့နေတဲ့ဝင်းုံနဲ့လူကအချိန်တော်ကြာထရေရောက်နေပါပြီသတိနဲ့ဘေးမှာရင်းနေပြီးနန်းတို့ကိုစိုက်ကြည့်ရင်စဉ်းစားနေပါတယ်နန်းတို့တကားပေါ်ကနဆိုးဆူတဲ့စကလုံးမှာမြုံနိုင်စရာစိတ်ခတ်အားရပါဝင်နေပါတယ်ဝမ်ဝေဟူချွန်းအလုံးစုံမရှိသူနဲ့ဘေးလိုပါဝင်လူတိုင်းအလုံးကြီးပါအလဲကြတိုက်ခိုက်ကြပါတယ်နောက်ဆုံးမှအဖွဲနှစ်ဖွဲလုံးကဒီပိန်းနဲ့ ထင်တိုက်ခိုက်ကြတော့တိုက်ခိုက်မှုအတန်ဒီကအပူလိုင်းတွေကိုထိုးဖောက်သွားပါတယ်မီးတောင်ကနေကြောက်တုံးကြီးတွေကပြုတ်ကျလာပါတယ်တိုက်ခိုက်မှုတွေကိုဆက်လက်လုံးနေရတဲ့အမျှဒတိုင်းတိုင်းအတန်ဒီကပိုပြီးတော့ကျေလွန်လာပါတယ်နောက်ဆုံးမှတော့အတန်ဒီကပေါင်းစည်းပြီးမီးတောင်ကအပြင်ဘက်ကိုပဲ့တင်ထွက်သွားပါတယ်မီးတောင်အပြင်ဘက်မှာဆိုရင်တော်တော်ညင်းညင်းမီးဟီးတန်တွေကိုပဲကြားရမှာပါ နောက်ဆုံးမှတော့ဘေလူရဲ့နောက်ဆုံးတိုက်ခိုက်မှုနဲ့နီးပညာအလုံးကကြီးမားတဲ့မုန်တိုင်းတစ်ခုအဖြစ်ပေါင်းစည်းပြီးနန်တော့စီကိုတိုးဝင်သွားပါတယ်။ကောင်းကင်ကွဲမတက်မီဟီတန်ကြီးကထွက်လာပြီးမီးတောင်တစ်ခုလုံးကတုန်ခတ်သွားပါတယ်။အောက်ကချော်ရီတွေကလည်းမြင်းငလင်လှုပ်တလို့ပုတ်ပတ်ဆူနေပါတယ်။နန်တော့တကားပေါ်ကနဆိုးဆူတဲ့သကလုံးကရုတ်တရက်ပြုတ်ခွဲသွားပါတယ်။တကားကလည်းပွင့်သွားပါတယ်။ဒိုးရတဲ့တကားပွင့်သွားတာနဲ့ထိတ်လန့်စရာပြောင်းလဲမှုတစ်ခုကဖြစ်ပေါ်လာပါတယ်။ နဆိုးဆိုတဲ့လှပတဲ့စကလုံးကပြက်ကွက်သွားပြီးရဲ့နောက်တကားပွင့်သွားတဲ့အချိန်မှာအောက်ကချော်ရီပင်လယ်ကရုတ်တရက်ပြင်းထန်စွာနဲ့လှုပ်ခတ်လာပါတယ်။ချော်ရီထဲကနေတတိဆိတ်ဟင်းသံများအားလည်းထွက်လာပြီးပောက်ကွဲတဲ့အတူအောက်ကချော်ရီကကောင်းကင်ဘော်ကိုပန်းထွက်လာပါတယ်။ခမန်းလူများနိုင်တဲ့တွန်အားတစ်ခုကချော်ရီတွေကိုအပေါ်တွန်းတင်လိုက်သလိုပဲမိတောင်ဝါပောက်ကွဲနေပါပြီ။ချော်ရီတွေကပန်းထွက်လာတဲ့အခါအရင်အထက်အစာပုံများစွာမြင့်မာတဲ့အပူချိန်ကရုတ်တရက်ထွက်လာပါတယ်။ပြင်းထန်တဲ့အပူချိန်ကြောင့်ပုံဝင်ကျင်းရကြောက်တုံးကြီးတွေကပါကွဲရသွားပါတယ်။မြေပြင်ပေါ်မကြခင်မှာပဲထူကြောက်တုံးတွေကမင်းနဲ့နေတဲ့အငွှေ့တွေအဖြစ်ပြောင်းလဲပြီးအပေါ် နေခံရရပါတယ်ထိုအချိန်မှာမီးတောင်းဝအပြင်အားနဲ့ကြည့်ရင်မီးတောင်းဝတုန်ခါနေပြီးအရင်အထက်အစာပုံများစွာပို့ပြီးတော့ပြင်းထန်နေမဲနှံ့နေတဲ့မီးခိုးတွေကထွက်လာတာကိုမြင်ရပါလိမ့်မယ်ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းခြင်းတလို့မဲနှံ့နေတဲ့မီးခိုးတွေအမြောက်များထွက်လာပါတယ်မဲနှံ့နေတဲ့မီးခိုးတွေကပန်းထွက်လာတဲ့ချက်ချင်းစုတလို့ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်အလင်းရောက်ကလုံးဝမထိုးဖောက်နိုင်တော့ပါဘူး မြေကြီးရကွဲကြောင်းနေချာချိုရီတရဲ့အလင်းရုံကပဲပုံဝင်ချင်းကိုဖိဖိပြလင်းလန်းစေပါတယ်မီတောင်ထဲရတကားပွင့်သွားတဲ့အချိန်မှာဘေလူဝါနန်းတော်ထဲကိုအပြေးလွှားနဲ့ဝင်သွားပါတယ်ကျန်တဲ့ချင်းချင်းသူတွေကလည်းသတိပြန်ဝင်လာပြီးသူ့နောက်ကိုလိုက်သွားကြပါတယ်ဒူဝါရင်အာလုံးရဲ့အမြန်နှုံးကအနေငယ်နှင်းနေပါတယ်တောင်မောက်ဖွဲရချိုရီတရလည်းပန်းထွက်လာပါတယ်ဘလောက်ပဲဆိုရင်တော့အစွမ်းထက်တဲ့ချင်းချင်းသူတွေကိုကြောင်းလန်းစေဖို့အတွက်မလုံလောက်ပါဘူးဒူဝါရင်ချိုရီတရဖြတ်တန်းသွားတဲ့အချိန်မှာလက်ကြီးတစ်ဖက်ကထွက်လာပြီးလှပတဲ့အမျိုးသမီးကိုဆွဲယူလိုက်ပါတယ်လှပတဲ့အမျိုးသမီးကအဟစ်ပြီးရှောင်းတိန်မှုအတွက်စူးစမ်းပြီးမယ်လက်ကြီးရဲ့ရှေ့မှာသူမ ကရောင်းမနှစ်ခွင်းနေပါတယ်ချက်ချင်းပဲမိတောက်တွေရဲ့ဂျားတွေကိုရောက်သွားပြီးချော်ရီထဲကိုဆွဲချခံလဲရပါတယ်ထိုယုတ်တည်းရဲ့မြင်ကွင်းကပုံဝင်ချင်းရာချင်းညံသူတွေရဲ့နှလုံးသားကိုတလုံးစေပါတယ်ဒူဝါတွေထိုရာဆုံးတက်မှုသေးပါကိုချော်ရီတွေရပန်းထွက်လာတဲ့အခါချော်ရီထဲကနေဟိမ့်တန်တစ်ခုကထွက်လာပြီးပုံဝင်ချင်းတစ်ခုလုံးကပဲ့တင်ထပ်သွားသလိုပြန့်နှံ့သွားပါတယ်ထိုအတန်ကြောင့်ပုံဝင်ချင်းရာကြော်တုံးတွေကပို့ပြီးတော့ပြုတ်ကွဲသွားပါတယ်ဟိမ့်တန်ကပြန့်နှံ့သွားတဲ့အခါအရှင်ပြင်းနဲ့ချော်ရီထဲကနေ ခင်ရောက်အခေါင်းတလုံးကထွက်လာပါတယ်အခေါင်းထဲကဟိန်းတန်ကပို့ပြီးတော့ပြင်ထက်လာပါတယ်ဝန်ဝီနဲ့ဟူဂျွန်တို့ရဲ့မျက်နှာအမူအရလည်းပြောင်းလဲသွားပါတယ်သူတို့နှစ်ယောက်ကထိုအခေါင်းကြောင်းကိုတီးကြပါတယ်တွေ့မနေပဲသူတို့နှစ်ယောက်ကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးထိုလက်တစိတ်တွေကိုပေါင်းဆက်လိုက်ပါတယ် သူတို့ရဲ့ကိုယ်ရောင်ကိုဖျက်ပြီးလူတိုင်းကိုဖျက်ချောက်ကနန်းတော်ထဲကိုဝင်သွားပါတယ်သူတို့ကနန်းတော်ထဲကိုဝင်သွားတဲ့အချိန်မှာအခောင်းကပြုတ်ခွဲပြီးအပိုင်ပေါင်းများစွာကွဲသွားပါတယ်ထိုအစိပ်ပိုင်းတွေကလူတိုင်းရဲ့ပုံကိုကြောက်လာပါတယ်တစ်ချိန်တည်းမှာပဲအနီရောင်ဝေးုံနဲ့အဖိုးကြီးတယောက်ကအခောင်းထဲကနေထွက်လာပါတယ်အနီရောင်ဝေးုံနဲ့အဖိုးကြီးမှာအသက်တက်မရှိပါဘူးတင်မင်းရဲ့အချိန်မှာသာပြင်းနေပါတယ်သူကပေါ်လာအောင်လူတိုင်းစီကိုတခုံတိုးချီတက်လာပါတယ်အလုံးစုံမရှိသူရဲ့မျက်လုံးတွေကလင်းလက်သွားပြီးသူ့ရဲ့ပါဇက်ကတခုခုကိုပြောနေတယ်လို့လှောက်ရှားလာပါတယ်အဲဒီနောက်မှာတော့အနီရောင်ဝေးုံနဲ့အဖိုးကြီးကရုတ်တရက်ရက်တန့်သွားပါတယ်အနီရောင်ဝေးုံနဲ့အဖိုးကြီးက က်တန့်သွားတော့အခွင့်ကောင်းယူပြီးအလုံးစုံမရှိသူကသူ့ရဲ့ဝေးရုံလဲဝင်ရင်လိုက်ပြီးနန်းတော်စီကိုခြေတက်သွားပါတယ်ထိုအချိန်မှာပဲအနေအောင်ဝေးရုံနဲ့အဖိုးကြီးရဲ့ခန္ဓာကိုယ်ကပြုတ်ကွဲသွားပြီးအတွင်းပိုင်းကနေဟိန်တန်တစ်ခုကထွက်လာပါတယ်အဲဒီနောက်မှာတော့မီတော့ပင်လေတစ်ခုကပေါ်လာပြီးမီးနကားတစ်ကောင်အဖြစ်ပြောင်းလဲသွားကလူတိုင်းကိုမြှောက်ဖို့အတွက်ကြိုးစားပါတယ်နှင်းပွင့်နေဝင်းရံထားတဲ့ပန်းရောင်ဝေးရုံနဲ့အမျိုးသမီးရဲ့မျက်နှာကလည်းဖိဖျောက်သွားပြီးနန်းတော်စီကိုအပြေးလွှားနဲ့သွားလိုက်ပါတယ်ဒူဝါရင်နန်းတော်ထဲကိုမြောက်ခင်ပါပဲသူမရဲ့ခန္ဓာကိုယ်ကအလင်းတန်တစ်ခုအဖြစ်ပြောင်းလဲပြီးမီးနကားရဲ့အတွင်းပိုင်းကိုရောက်သွားပါတယ်လူတိုင်းကနန်းတော်စီကိုအပြေးလွှားသွားနေကြပြီ အခြားလူတွေကဂယူဆိုင်ရောက်ကိုမြင်တော့ဝက်လင်းကကြောက်တောင်းကနေထွက်ခွာပြီးနန်းတော်စီကိုဥတီသွားပါတယ်သူကတည်းကနန်းတော်ထဲကိုဝင်တော့မဲ့အချိန်မှာနောက်ဆုံးဝင်သွားတဲ့အကြီးကဲဘွိုက်ကရုတ်တရက်လက်ကြည့်ပြီးဝက်လင်းကိုအစ်စရဲအကြီးနဲ့ကြီးလိုက်ပါတယ်အကြီးကဲဘွိုက်ကတိုက်ခိုက်ဖို့မလုပ်ခင်ပါပဲမိနကရောက်လာပါတယ်မိနကအရန်အုံးမှကြီးမာလွန်းလို့နန်းတော်တစ်ခုလုံးတော့မြှားထားနိုင်တော့ပါတယ်ဝက်လင်းကပြင်းထန်တဲ့စိုးရွားအောက်ကိုခန်းစားလိုက်ရပြီးနန်းတော်နဲ့အတူမိနကရဲ့အတွင်ပန်းကိုရောက်သွားပါတယ်မိနကရာအလုံးဝါမြူလိုက်ပြီးချော်ရီထဲကိုခုန်ဆင်းသွားပါတယ်နကချော်ရီထဲကိုခုန်ဆင်းသွားတဲ့အခါချော်ရီတွေကပို့ပြီးတော့ပြင်းထန်စွာလ ုတ်ခတ်လာပါရင်ချော်ရီရီကမီးတောင်ကနေပောက်ကွဲထွက်လာပြီးကောင်းကင်ကိုဖုံးလွှမ်းသွားတဲ့အထိပုံပုံမြန်ဆန်စွာနဲ့ပန်းထွက်လာပါတယ်အဲဒီနောက်မှာတော့ချော်ရီရီကမီးလုံးနဲ့အဖြစ်မြေပြင်ပေါ်ကိုကျောက်လာပါတယ် အချိန်တော်ကြာတော့အရာလုံးကဆုံးသက်ပြီးမီးတောင်းနေရာပုတ်ကွေးတာရက်တန့်သွားပါတယ်မင်းနဲ့နေတဲ့မိခိုးတွေကပဲထွက်နေပါတော့တယ်ချိုရီတွေကလည်းပြန်နေကြသွားပြီးမီးတောင်းအောက်ချိန်မှာတိတ်ဆိတ်နေတတ်သွားပါတယ်ဒူဝါရင်နန်းတော်ကတော့ပျောက်ဆုံးနေပါပြီထိုအချိန်မှာပဲနန်းတော်ရဲ့အနှရှင်ဆုံးနေရာမှာမီးနကားမျိုးချလိုက်တဲ့နန်းတော်ကပေါ်လာပါတယ်ယခုတော့ချိုရီတွေဝေးရနေတဲ့နန်းတော်ထဲမှာရှိနေရင်တော့ပြင်းထန်တဲ့အပူကိုခံစားရပါတယ်ဝယ်လင်းရဲ့ပုံရင်ကအဝေးရချိုရီထဲမှာပေါ်လာပါတယ်ချိုရီကနေထွက်လာတဲ့အပူကသူ့ကိုမထိခိုက်မှုတွေမကပဲဒဏ်ရာတွေကိုပါပို့ပြီးတော့ကောင်းမှုစေပါတယ်ချိုရီတွေကထူထဲနေပြီးဝယ်လင်းကို မိမှုလာစွန်းအင်းကဝင်းရထားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကတောင်မန်နီငှက်ကလည်းလင်းလန်းစွာနဲ့တောက်ပွားနေပြီးတောင်မန်နီငှက်ရဲ့အဟိတံများကထွက်နေပါတယ်။ဝလင်းကထိုင်ချလိုက်ပြီးချိုရီအောက်ထည့်ကိုတဖြည်းဖြည်းနဲ့နှိမ့်မြုပ်သွားပါတယ်။သူကနန်းတော့ကနေပေတောင်းလောက်အကွာမှာရှိနေပါတယ်။ သူရဲ့လက်နှစ်ဖက်လုံးကလက်စိတ်တစ်ခုကိုဖွဲလိုက်ပြီးထူထဲတဲ့မိမှုလာဆွေးင်းနေရသူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပါတယ်ဆွေးဥလိုက်တာနဲ့အများသူရဲ့ခန္ဓာကိုယ်ကအနီအောင်ပြောင်းသွားပြီးအချိန်ကတဖြည်းဖြည်းနဲ့ကုန်ဆုံးသွားပါတယ်မတိနိုင်တဲ့အချိန်တစ်ခုကြာပြီးရင်တော့ဝလင်းကမျိုးလုံးကိုဖင်လိုက်ပါတယ်ပုံဝင်ချင်းတစ်ခုလုံးကတိတ်ဆိတ်ငင်တက်နေပါတယ်သူရဲ့ခန္ဓာကိုယ်ထဲကမိမှုလာဆွေးင်းကထိန်ထုံးမခံရတဲ့အပြင်ပိုပြီးတော့တော့တက်တွားလာပါတယ်စဉ်းစားနေဝလင်းကချက်ချင်းထွက်မသွားပဲဆက်လက်ပြီးတော့ကြင်ကြန်နေပါတယ်ထိုရာသူ့အတွက်တော့အလွန်အမတန်မှုရှိတဲ့အခွင့်အရေးပါထိုကဲ့သို့ကျွဲဝါးတဲ့မိမှုလာဆွေးင်းရှိတဲ့နေရာကိုနောက်တစ်ခါရှောက်တေးဘူးက အရန်ဥမခက်ခဲပါလိမ့်မယ်ဝယ်လင်းကမျက်လုံးလေးကိုမှိတ်ပြီးမီးမူလာဆွမ်းရင်ကိုဆက်လက်ပြီးတော့ဆွဲယူနေပါတယ်အချိန်ကြီးရလေကုန်လွန်သွားပါတယ်ဝယ်လင်းကဆွဲယူလိုက်တာနဲ့အမျှထွေပမာဏကဖိဖိနဲ့ရောကြလာပါတယ်ထူကာလအတွင်းမှာဝလင်းက၃ချိန်နိုးထလာပါတယ်၃ချိန်စလုံးကချော်ရီရဲ့ပြင်းထန်တဲ့လှုပ်ခတ်မှုကြောင့်မိတောင်ပောက်ွဲတာကြောင့်ပါ လိုထားလာတိုင်းမိတော့ပောက်ကွဲမှုကိုသူကတေချာဆောက်ကြည့်ပါတယ်ပောက်ကွဲမှုကပြီးဆုံးသွားတဲ့အခါမူလာဆိုရင်ဆွေးမှုထဲမှာသူ့ကိုယ်သူပြန်ပြီးတော့နှိမ့်မြုပ်လိုက်ပါတယ်ထိုနေ့မှာတော့ဝလင်းကဆရုဒအကျိန်လိုထားလာပါတယ်ချော်ရီထဲမှာမိမူလာဆိုရင်ကအဆုံးမရှိကြံနေသေးပေမဲ့ဝလင်းကဆက်ပြီးတော့မဆုပ်ရဲတော့ပါဘူးမိရဲ့မူလာဆိုရင်ကိုဆွေးမှုလိုက်တာနဲ့အများသူကချော်ရီနဲ့တဖြည်းဖြည်းတသားလေးဖြစ်လာပြီးချော်ရီထဲမှာထူးဆန်းတဲ့ဝိညာဉ်တစ်ခုပါရှိနေရလို့ခံစားမိပါတယ်အရင်မင်းများဆွေးမှုလိုက်ရင်ထိုထူးဆန်းတဲ့ဝိညာဉ်ကိုနှောက်ရှက်မိသွားနိုင်ပါတယ်ဝလင်းရဲ့ခွဲခြားစိတ်ဖြန့်မှုအရာထိုထူးဆန်းတဲ့ဝိညာဉ်ဟာအရာအလုံးဝါမျိုးလိုက် တဲ့မိနဂါဖေးရပါမယ် စင်းစားနေဝင်လင်ကဖိဖိနဲ့မတရက်လိုက်ပြီးချိုရီထဲကနန်တို့စီကိုရှောက်သွားပါတယ်။ဒူဝါရင်ခြေလဲနှင်းငယ်လှမ်းပြီးရတော့ဝင်လင်ကရုတ်တရက်ရတန့်သွားပါတယ်။နန်တို့စီကိုဖိဖိချင်းနီးကပ်လာနေတဲ့ဘူပေါင်းတလုံးကိုသူကမြင်လိုက်ရပါတယ်။ဘူပေါင်းကိုတေချာကြည့်ပြီးရတော့ဝင်လင်ရဲ့မျက်နှာကထူးဆန်းသွားပါတယ်။အချိန်ထဲမှာပဲဘူပေါင်းရဲ့ကြီးညံ့သူတွေကဝင်လင်ကိုမြင်လိုက်ကြပါတယ်။ဘူပေါင်းထဲမှာလူနှစ်ယောက်ကရှိပါတယ်။သူတို့ကမိနကမျိုးချလိုက်တဲ့ပိုင်းအောင်ဝေးုံနဲ့အမျိုးသမီးနဲ့လှပတဲ့အမျိုးသမီးတို့ပါ။လှပတဲ့အမျိုးသမီးကတော့သတိမေ့နေပြီးသူမရဲ့ခန္ဓာတစ်ခုလုံးကအနီရောင်တောက်ပါနေပါတယ်။သူမကတေလူမျိုးပါဖြစ် ေတဲ့ပုံရပါတယ်။ပန်းရောင်ဝေယုံတဲ့အမျိုးသမီးအတွက်တော့သူမရဲ့ပက်လက်ကနှင်းပွင့်နေရပျောက်ကွယ်သွားပြီးသူမရဲ့မျက်ခွန်းတစ်ခုထားမှာနှင်းပွင့်တစ်စိမ့်တစ်ခုကလက်လက်ထားနေပြီးအေးဆက်တဲ့ဆွေရင်းကိုထွက်လွတ်နေပါတယ်။ထိုးချောက်ဘူပေါင်းထဲမှာသူမကအသက်ရှင်နေနိုင်တာပါ။ဝလင်းကချင်းကလာတော့သူမကချင်းချင်းပဲမြင်လိုက်ရပြီးအန်းတင်မှုနဲ့ထိတ်လန့်မှုကသူမရဲ့မျက်လုံးထဲမှာပြည့်နှက်သွားပါတယ်။ဝလင်းရဲ့တောင်ဝင်နေငတ်နိုးထလာတော့သူမကမသိပင်ပဲထိုးချော်ရီထဲမှာဝလင်းကလုံးဝမထိခိုက်ပဲမိမိပေါ်မှာရှိနေတယ်လို့လှောက်ရှားနေနိုင်မယ်လို့သူမကမထင်တာပါဘူး။ အဲ့လူတွေကနဖျားလေးပါခိုင်းအောင်ဘာလို့အရန်ကြောက်ကြလဲဆိုတော့အခုမှပဲနားလေသွားတယ်တောင်မန်ဒီငှက်ကလိုထလာပြီးရင်တော့မီးတန်းကိုခန်းနိုင်ရအံဝန်စရာကောင်းတော့ဟောင်ရှားသွားပဲပန်းရဝေးုံနဲ့အမျိုးသမီးကဝန်လင်းကိုစိုက်ချင်ရင်တွေးလိုက်ပါလေသူမကချော်ရီထင်းမှလာပုံများစွာပြင်းပြနေပြီးအရန်မြင့်မြန်မလှူရှားနိုင်ပါဘူးကံကောင်းထုံးမစွာပဲလှပတဲ့တလက်ပိုင်းရွယ်အမျိုးသမီးကိုရှာတွေ့ခဲ့ပေမဲ့ထိုအမျိုးသမီးကတခြားလုံးသတိမင်းနေပြီးသူမရဲ့ခန္ဓာကိုယ်မှာလည်းထူးဆန်းတဲ့မီးတောက်တွေကပြင်းထန်နေပါလေပန်းရဝေးုံနဲ့အမျိုးသမီးကလှပတဲ့အမျိုးသမီးကိုနှိုးလို့မရပါဘူး ကြီးကဲတွေကပေးထားတဲ့ရတနာနဲ့ချော်ရီတန်အန်းတွေတုကုတူကဝင်နိုင်ပြီမဲ့ရှေ့ဆက်သွားဖို့ကတော့ခက်ခဲနေပါလိမ့်နန်တော့ရှောက်တွေးဖို့လာပေါင်းများစွာကြာခဲ့ပေမဲ့ဝင်လင်းကိုဒီမှာတွေ့မယ်လို့သူမမျှော်လင့်မထားပါဘူးဝင်လင်းကိုမြင်လိုက်ရတဲ့အခါပိုင်ရောင်ဝေးရုံနဲ့အမျိုးသမီးရဲ့နှလုံးခုန်တန်အမြန်လာပြီးစိုးရင်ပူပန်လာပါတယ်သူမကဘူပေါင်းကိုအမြန်ထိန်ချုပ်ပြီးနန်တော့စီကိုတက်တဲဥတီသွားပါတယ်ရုတ်တရက်အချိန်မြင့်လိုက်တာကြောင့်ဘူပေါင်းကမတီးမငင်ဖြစ်လာပြီးအချိန်မီးပေါက်ကွဲသွားနိုင်ပါတယ်တူဝရင်ပိုင်ရောင်ဝေးရုံနဲ့အမျိုးသမီးကထိုးရောက်ခင်းမဆိုင်နိုင်တော့ပါဘူးနန်တော့နောက်ဘဲအမြန်ရောက်အောင်သွားလိုက်ပါတယ် ဝင်လင်းရဲ့မျက်နှာကတော့ခက်ပြပြပါပဲပန်ရောင်ဝေးုံနဲ့အမျိုးသမီးနဲ့လှပတဲ့အမျိုးသမီးရှိတဲ့ဘူပေါင်းစီကိုသူကရှောက်သွားပါတယ်သူကအမြဲချင်းကလာနဲ့အမျှပန်ရောင်ဝေးုံနဲ့အမျိုးသမီးကပို့ပြီးတော့စိုးရင်ပူပန်လာပါတယ်ဝင်လင်းကဘာတွင်းနေလဲဆိုတာသူကမသိပေမဲ့ဝင်လင်းနဲ့လှပတဲ့အမျိုးသမီးအဖွဲကအရင်ကပဏိပခဖြစ်ခဲ့တယ်ဆိုတာသူကသိပါတယ်လှပတဲ့အမျိုးသမီးကိုတတ်ဖို့အတွက်ဒီကိုလာလာလို့သူမကထင်လိုက်ပါတယ်ဝင်လင်းကပေနေငယ်ပဲဝေးတော့တဲ့အခါပန်ရောင်ဝေးုံနဲ့အမျိုးသမီးကအမြင်ပဲអော်ပြောလိုက်ပါတယ်ဝင်လင်းရှင်နဲ့အကြီးကဲဘွားရရញိုးရှိတာကျမတို့နှစ်ယောက်ကရှင်နဲ့ရញိုးမရှိဘူး ဝင်လင်းရဲ့မျက်နှာကတော့အစ်စနစ်စဲပါချက်ချင်းစုသလိုပေယာပုံမျက်စောအကွာဝေးကိုဖျက်ကျော်ပြီးဘူပေါင်းနားကိုရောက်လာပါတယ်။ပန်ရံဝေးုံနဲ့အမျိုးသမီးနဲ့လှပတဲ့တလက်ပိုင်အရွယ်အမျိုးသမီးကိုအစ်ဆက်ဆောင်နဲ့ကြိလိုက်ပါတယ်။ပန်ရံဝေးုံနဲ့အမျိုးသမီးရဲ့မျက်လုံးနီမှာသတိထားတဲ့ရဲရုံကရှိနေပြီးနှင်းပွင့်တစိကတောက်ပဆောင်နဲ့တောက်ပနေပါတယ်။ထို့အချိန်မှာသူမကရံဝမဆဲလုရှာနေပါတယ်။ဝင်လင်းကဘာလို့လို့သူမတားသိနိုင်စမ်းမရှိပါဘူး။သူမအကူနိုင်တာသူ့ရဲ့မြခုံချားနှင်းပွင့်အမှတ်သားဟုတ်ပါ။ထို့ရာသူမရဲ့အကြီးကဲကပေးထားတဲ့အသက်ကရတနာပါ။ဝင်လင်းကမင်းကလေးကိုကြိလိုက်ပြီးနဖျားအသီးစိမ့်နဲ့သတင်းစကားပို့လိုက်ပါတယ်။မေ င်းရအတောက်ပေါက်ဆုံးကောင်းကင်အလင်းရောသူတော်စင်လာသူရဲ့နဖျားအသီးစိတ်ကချော်ရင်နဲ့ပေါင်းဆက်သွားတဲ့ပုံရပါတယ်လှိုင်းနီရပိနစ်ထက်သွားပြီးပန်းရောင်ဝေးုံနဲ့အမျိုးသမီးရဲ့ပက်လေကပူပေါင်းုံပြင်းထန်စွာနဲ့တုန်ခါစီပါတယ်အချိန်မီပေါက်ကွဲသွားနိုင်ပါတယ်ပန်းရောင်ဝေးုံနဲ့အမျိုးသမီးရဲ့မျက်နှာချက်ချင်းပဲဖျဖျော့သွားပါတယ်သူမအုံနှခမ်းကိုကန့်ရင်ခေါင်းကိုခိုင်ရန်ကပြောလိုက်ပါတယ်ကျမအတောက်ပေါက်ဆုံးကောင်းကင်အလင်းရောသူတော်စင်မဟုတ်ပါဘူးကျမရဲ့အကြီးကဲကဝလင်းကလှပတဲ့အမျိုးသမီးကိုလက်ညှိုးထိုးပြီးတော့မင်းလိုက်ပါတယ် ူနဲ့မင်းရဘာတော်ဆက်လဲသူကအတောက်ပဆောင်ကောင်းကင်အလင်းရောက်နေပေရကျမရဲ့အကြီးကဲပါပန်ရောက်အဝင်းရောက်နဲ့အမျိုးသမီးရမဖြစ်ပဲနဲ့မနေရပါဘူးဝင်လင်းကားတာဘူပေါင်းကိုခွဲလိုက်ရင်သူနဲ့တလက်ပိုင်အမျိုးသမီးရချော်ရီထဲကိုချက်ချင်းပဲကြာသွားပါလိမ့်မယ်တလက်ပိုင်အမျိုးသမီးရမီးစိတ်ကြောင့်ပြင်းထန်စွာနဲ့ထိခိုက်နေပြီးသားပါချော်ရီထဲကိုသာကြာသွားမယ်ဆိုရင်အခြေအနေရပိုဆိုးသွားပါလိမ့်မယ်ဝင်းညင်ရပါပျက်စီးသွားနိုင်ပါတယ် အချိကဲဘွားရရှင်းကိုထိခိုက်စေခဲ့ပေမယ့်ကျမတို့ကရှင်းကိုမဆုပ်ခဲ့ပါဘူး။ပိုင်းရဝင်းုံတဲ့အမျိုးသမီးကပြောလို့မဆုံးခဲ့မှာပဲ။သူမရဲ့မျက်ဝန်းကြီးကကျင်းသွားပြီးချင်းလန်းနှင်းငယ်နောက်ဆုပ်လိုက်ပါတယ်။သူမရဲ့မျက်ခုံးကြားနှင်းပွင့်ကလက်လက်ထားနေပါတယ်။သူမကပြောနေတော့မှပဲဝလင်းကဘူပေါင်းဖျက်ချုပ်ဝင်လာပြီးသူမရဲ့တစ်ဖက်ချမ်းမှာရက်နေရောင်သူမမြင်လိုက်ပါတယ်။မင်းရဲ့ယတနာကိုတိတ်နာလိုက် ဝလင်ကဘူပေါင်းလေးကိုဝင်လာပြီးသတိမင်းနေတဲ့လှပတဲ့တလက်ပိုင်အရွယ်အမျိုးသမီးဘေးမှာထိုင်ချလိုက်ပါတယ်သူရဲ့မျက်လုံးထဲမှာထူးဆန်းတဲ့အလင်းတွေကထွက်နေပါတယ်ပန်းရံဝေအမျိုးသမီးတို့တော့ဝလင်ကချင်းချောက်မှုလို့လုံအောင်မြူစားပါဘူးနှင်းပွင့်ရတနာရှိပေမဲ့ဝလင်ရဲ့မျက်လုံးထဲမှာသူမကချင်းချောက်မှုမဟုတ်ပါဘူးရှင်ရပါလုံးနေရလေပန်ရဝင်းုံနဲ့အမျိုးသမီးရဲ့နှလုံးခုန်တန်းအမြင်လာပါတယ်ဝလင်းရဲ့လက်ညိုးကလှပတဲ့တလက်ပိုင်အရွယ်အမျိုးသမီးရဲ့မြခုံးကြောက်ကိုရောက်သွားတာကိုမြင်တော့ရပ်ဖို့အတွက်အဟိတော့မလို့ပဲရှိသေးဒူဝရင်သူမကတိုက်ခိုက်တော့မယ့်အချိန်မှာဝလင်းကလှဲမကြည့်ပဲသူ့ရဲ့လက်ညိုးနဲ့ပေါပေါတန်လက်ညိုးထုတ်လိုက်ပါတယ် 数年呢。 ရတန်းဒီပညာကိုရုတ်တရက်အသုံးပြုလိုက်တာကြောင့်ပန်းရဝေးရုံနဲ့အမျိုးသမီးကရုတ်တရက်ရတန်းသွားပါလေ။သူမရဲ့ခန္ဓာကိုယ်ကရတန်းသွားပြီမဲ့သူမရဲ့ပက်လက်ရနှင်းပွင့်နေရအရေးအတွက်မရင်မတွနိုင်အောင်ကွဲသွားပြီးသူမရဲ့ခန္ဓာကိုယ်ဝင်းရက်ကတင်းကျတဲ့ကာကွယ်ရေးတစ်ခုကိုဖယ်စီလိုက်ပါလေ။ဝင်းလင်းကပန်းရဝေးအမျိုးသမီးကိုခင်းမဆိုင်တော့ပဲသူ့ရဲ့ညာလက်နဲ့တလက်ပံအရွယ်အမျိုးသမီးရဲ့မြခုံးတစ်ခုချောင်းကိုတင်လိုက်ပါလေ။အမျိုးသမီးရဲ့မူလဝိညာဉ်ကအာနေနေပြီးသတိမင်းကြီးရဲ့အချင်းကိုအခွင့်ကောင်းယူကသူကအမျိုးသမီးရဲ့နှဖျားအသိစိတ်နဲ့အမျိုးသမီးရဲ့စိတ်ကိုဖျက်ဆီးလိုက်ပါလေ။လှပတဲ့တလက်ပံအမျိုးသမီးရဲ့အမှတ်တရတွေကဝင်းလင်းရဲ့စိတ်ထဲမှာပေါ်လာ ါပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်